မင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာစခိုင်းပြည်နယ်မှာရေလွှမ်းမှုခဲ့တဲ့နေရာတွေကရေဘေးဒုက္ခသည်တွေဟာကုညီကယ်ဆယ်ရေးပစ္စည်းတွေရပ်သွားမယ်ဆိုရင်ရိတ်ခါပြက်လက်မှုတွေကြုံနိုင်ပြီးတော့ပညာသင်ကြားရေးအပါအဝင်ပြည်လေထူထောင်ရေးအတွက်အကူအညီတွေလိုအပ်နေပါတယ်ချင်းပြည်နယ်ဟာခါမျိုးကရေဘေးဒုက္ခသည်ကလေးငယ်တွေဟာဝမ်းပြက်ဝမ်းလျှော်ယောဂါတွေဖြစ်ပွားနေကြတယ်ဆိုတာတွေနဲ့အတူ ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့စစ်ဘေးဒုက္ခသည်တွေအတွက်တင်းနှင်းသားအတိုင်းအတွင်းကနေရာ၅နေရာမှာပြန်လည်နေရာချထားပေးဖို့ပြင်ဆင်နေတာတွေနဲ့အတူထိုင်းသားဒေသကစစ်ဝင်စားစရာတင်းနှင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ ံစွာရသွန်းခဲ့ပြီးတဲ့နောက်ဟာခါမြို့မှာရှိကြတဲ့နေအိမ်တွေပြိုလဲပျက်စီးခဲ့တဲ့အတွက်ပြည်ထောင်စုတပ်ထုတွင်ဝင်ကြီးဌာနကပညာရှင်၄ယောက်ကနေပြည်내အစိုးရတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးဟာခါမြို့ရမြေစာအနေထားတွေကိုစတင်လေ့လာနေပါပြီ။တခြားသက်ဆိုင်ရာအဖွဲ့တွေကဘူမိဗေဒပညာရှင်တွေလည်းရောက်လာဖို့ရှိပြီးတော့အဖွဲ့လိုက်လေးလာတွေ့ရှိချက်တွေကိုစူးစီးပြီးအဖြေတစ်ခုခုရဖို့လှုံ့ဆော်သွားမယ်လို့လည်းတစ်တော်ရေးရဝင်ကြီးကပြောပါတယ်။ ချင်းပြည်နယ်ဟာတဘာဝဘေးအန္တရာယ်ကနေဘလို့လွတ်ကင်းနိုင်မလဲဆိုတဲ့အဖြေထွက်လာဖို့လှုံ့ဆော်နေတာဖြစ်ပြီးအဖြေတစ်ခုခုထွက်လာဖို့အကောင်းဆုံးဖြစ်အောင်လှုံ့ဆော်သွားမှာပါလို့လည်းပြောဆိုပါတယ်ခုလစနေရနေ့မှာရောက်ရှိလာတဲ့ပညာရှင်တွေဟာကလေးမျိုးဖလမ်ဖလမ်ဟာခလန်တျှောက်ကမြေအနေသားတွေကိုလေ့လာခဲ့ကြပါတယ် အခုလောလောဆယ်ဘလို့ဖြစ်တယ်လဲဆိုတာပြောဖို့စောသေးပြီးအချက်လက်တွေလည်းမပြည့်စုံသေးတဲ့အတွက်ဘူမိဗေဒအဖွဲ့တွေလည်းထပ်မံရောက်ရှိလာဖို့ရှိပြီးအဲ့ဒီအဖွဲ့တွေနဲ့လည်းလေးလာဖို့ရှိနေသေးတယ်လို့ပြည်ထောင်စုတပ်ထုတွင်ဝင်ကြီးဌာနဒုတိယညွန်ကြားရေးမှူးဦးဝင်းမြင့်ကပြောဆိုပါတယ်။မြို့ကိုပြောင်းမယ်မပြောင်းဘူးဆိုတဲ့အချက်ကိုလည်းတခါတည်းလေးလာသွားမှာဖြစ်တယ်လို့ဦးဝင်းမြင့်ကခေါနုတုံတည်င်းဌာနကိုပြောကြားခဲ့ပါတယ်။ ဟာကာမျိုးမျိုးတည့်ရက်ကွက်ကာစင်ဖျားချမ်းမှာပို့ထားထားတဲ့ရေဘေးဒုက္ခသည်တွေချမ်းမှာရေးကိုစောင့်ရှောက်နေတဲ့ဌာနကနေပြီးတော့ကလေးသူငယ်တွေဝန်ရှော့တာနာဆစ်ချောင်းဆိုးဖြစ်တာတွေများလာနေတယ်လို့ချမ်းမရေးတာဝန်ခံဒေါက်တာထန်နင်းလန်ကပြောပါတယ်ဝန်ရှော့တာကတကယ်ဝန်ရှော့တာမျိုးမဟုတ်ကြသလိုလူကြီးတွေကလည်းဘိုက်မကောင်းတာတွေလည်းရှိတယ်လို့ဆိုပါတယ် တရက်ကိုလူနာ30လောက်ကလာကူကြပြီးအဓိကကတော့လူအုပ်ကြီးအတွက်ထမင်းချက်ပေးတယ်။စားရလဲလူအများကြီးစားကြတယ်ဆိုတော့အဲ့ဒီလိုမျိုးဖြစ်တာပါလို့ဒေါက်တာကပြောဆိုပါတယ်။ဟာကာဒုက္ခဒေသခံဆေကုမှာရှိကြတဲ့ရေပေဒုက္ခတွေတွေကိုဘိုဟိုကေဆေးရေးစေပေကန်းကနေအခမဲ့ဆေကုဒပေးနေတာပါ။၂၄နှစ်အတွင်းအချိန်ပြည့်လဲကျတာဝန်ထမ်းဆောင်နေတဲ့သူနာပြုဆ ्याम မနှစ်ယောက်နဲ့ဆ ्याम ဝန်တစ်ယောက်ကလူနာတွေကိုစေကူသပေးနေတာဖြစ်ပါတယ်။ အခုလိုဝမ်းပြက်တာတွေများတာဟာလူအုပ်ကြီးနဲ့ထမင်းစားကြတာတချို့ကလက်ကိုတန့်စင်အောင်မစေးဘဲထမင်းစားကြတာတွေရှိတဲ့အတွက်အခုလိုဝမ်းပြက်တာတွေဖြစ်တယ်လို့သိရပါဗျ။ပြီးတော့ချောင်းဆိုးတာနှာစည်းတာတွေများတာဟာလည်းလူများနေထိုင်ကြတဲ့အတွက်ကူးဆက်လွယ်ပြီးအဖြစ်များတာဖြစ်ပေမဲ့အခုကစေကုသပေးလို့တက်တာလာနေပါပြီ။အဲ့ဒီယောဂမျိုးကအခုချိန်ဟာတုတ်ခွေယောဂဖြစ်ပေါ်တဲ့ရာသီမို့လို့အခုလိုဖြစ်တာပါလို့ဆရာဝန်ကပြောဆိုပါတယ် ။ချက်ခိုင်ပြည်နယ်တွင်ရင်းနှမြုပ်သွားခဲ့တဲ့ကြေးရွာတွေအနေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေဇက်တိုက်မရဘူးဆိုရင်အစာအိမ်စာပြက်လက်ပြီးတော့ဒုက္ခရောက်နိုင်တယ်လို့ဒေသခံတွေကပြောနေကြပါဗျ။ချက်ခိုင်ပြည်နယ်ကရေဘေးသင့်ပြည်သူတွေမှာစုဆောင်းထားတဲ့ဆန်စပါးတွေဟာဆိုရင်လည်းရင်းနှမြုပ်သွားခဲ့ပြီးဖြစ်လို့လက်ရှိမှာကယ်ဆယ်ရေးပစ္စည်းတွေကိုပဲအားကိုးပြီးတော့အသက်ရှင်နေရတယ်လို့ရင်းနှမြုပ်သွားတဲ့ကြေးရွာသူကြေးရွာသားတွေကပြောဆိုနေကြပါဗျ။ သူတို့ရဲ့ဘဝကိုပြန်လဲထူထောင်ရေးလုပ်ကင်နေတဲ့ကာလအတွင်းမှာတကယ်လို့ကယ်ဆယ်ရေးပစ္စည်းတွေဇက်တိုက်မရရှိတော့ဘူးဆိုရင်တော့သူတို့တွေအစာရေစာပြတ်လတ်ပြီးတော့အကုန်လုံးသေသွားနိုင်တယ်လို့ဆိုပါတယ်အစိုးရအဖွဲ့အစည်းတွေကိုပြောချင်တာကတော့ကျွန်တော်တို့ကြေးရွာသူကြေးရွာသားတွေဟာငတ်မော့ခေါင်းပါလို့ဒေသနိုင်တဲ့အခြေအနေရှိနေပါတယ်။နောက်ပြီးနောက်တစ်ခုကလာမယ့်နှစ်အတွက်စပါးသီးနှံကောင်မျိုးမရလိုက်တော့ဘူး။အဲ့ဒါတွေကိုကောင်မျိုးသီးနှံတွေအတွက်ကျွန်တော်တို့လိုချင်ပါတယ်။မကျဲလိုက်ရတာတွေရှိပါတယ်။ တည်သွားတဲ့ဟာတွေလည်းရှိပါတယ်အဲ့ဒီစပါးကိုဒီနေ့မှမကျဲလိုက်ရရင်ကျွန်တော်တို့လာမယ့်နှစ်အတွက်ငတ်မော့ခေါင်းပါနိုင်တဲ့အနေအထားရှိပါတယ်ကေဇေရဲ့အဖွဲ့ပေါင်းစုံကလည်းရင်းနှီးမြှုပ်သွားခဲ့တဲ့ဒေသခံတွေကိုထောက်ပံ့ရေးပစ္စည်းတွေကိုကားနဲ့တဖုံလှေနဲ့တမျိုးသွားရောက်ထောက်ပံ့ပေးနေတာအခုချိန်ထိပဲဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ဒီပစ္စည်းတွေကိုဘလောက်အတိုင်းတာထိထောက်ပံ့ပေးနိုင်မလဲကယ်ဆယ်ရေးအဖွဲ့တွေထောက်ပံ့တာရပ်သွားတဲ့အချိန်ကျရင်တော့သူတို့တွေအနေနဲ့အခက်အခဲအများကြီးကြုံလာနိုင်တယ်လို့ရေးပေးတဲ့ပြည်သူတွေကပြောပါတယ်။အခုတော့ကယ်ဆယ်ရေးရလို့ဘိုက်တင်နေကြသေးတယ်လေ။ကယ်ဆယ်ရေးပြီလို့စားနေကြရတယ်။မပြီးတဲ့နေ့တော့တင်လဲတည်ပါစီတော့မတတ်နိုင်တော့ဘူး။ ရှိပေးတဲ့ပြည်သူတွေကိုကယ်ဆယ်ရေးအဖွဲ့တွေကထောက်ပံ့ရေးပစ္စည်းတွေကိုကိုနီးကိုဟန်နဲ့ကူညီထောက်ပံ့နေကြတယ်ဆိုပေမဲ့တချို့သွားရလာရခက်ခဲတဲ့ကြေးရွာတွေမှာဆိုရင်ကယ်ဆယ်ရေးပစ္စည်းတွေဟာလုံလုံရလောက်မရရှိကြဘူးလို့လည်းဒေသခံတွေစီကနေသိရပါဗျ။ရခိုင်ပြည်နယ်မှာဒီလိုရေကြီးခဲ့တဲ့ဖြစ်စဉ်ကြောင့်စာတင်ကြောင်းအတော်များများလဲရင်းနှီးမြုပ်ပျက်စီးသွားလို့ចောင်းသူចောင်းသားတွေရဲ့ပညာရေးကဏ္ဍတွေဟာလဲအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ ကျောင်းသူကျောင်းသားအများစုဟာဆိုရင်တော့သူတို့တွေရဲ့စာအုပ်စာရန်နေနဲ့တင်ထောက်ကူပစ္စည်းတွေရင်းနှင်းမြုပ်ပျက်စီးသွားလို့စာဆက်လက်တင်ကြားဖို့အခက်အခဲဖြစ်နေတယ်လို့လည်း DBB ရခိုင်အစည်းအဝေးကိုပြောပြကြပါတယ်။ကလေးတွေရဲ့ပညာရေးကတော့အကူအညီတွေအများကြီးလိုအပ်ပါတယ်။ကလေးတွေမှာကစာအုပ်စာရန်တွေရည်ရဲမျောပါသွားကြတယ်။တော့မှလည်းမရလိုက်တော့ပါဘူး။အဲဒါကြောင့်ကျောင်းပညာရေးကတော့နည်းနည်းအခက်အခဲရှိမယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်းရေဘေးသင့်ကျေးရွာတွေမှာရှိကြတဲ့ចောင်းသူចောင်းသားတွေအတွက်ပညာရေးဝန်ကြီးဌာနကစာအုပ်စာရန်းတွေနဲ့စာရေးကြိယာတွေကိုထောက်ပံ့ပေးနေတယ်လို့လည်းသိရပါတယ်ရခိုင်ပြည်နယ်ကရေဘေးသင့်ခံရတဲ့သူတွေအတွက်လက်ရှိမှာစားနပ်ရိက္ခာတန့်ရှင်းတဲ့တောက်သုံးရေမျိုးစဘာဆေးဝါးစမ်းမရေးဆောင်ရှောက်မှုနဲ့ចောင်းသားတွေအတွက်စားအုပ်စားရမ်းတွေနဲ့စားရေးကြိယာတွေအရေးပေါ်လိုအပ်နေပါတယ်ရှင်။ ။ရှီကန်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ရေကြီးရေရှမ်းဖြစ်စဉ်ကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာကျပ်ဘီလီယံ40ကျော်ရှိတယ်လို့ပြည်နယ်ဆိုရဖွဲ့ကအော်ဂူလတ်စတူဒီယာဘက်မှထုတ်ပြန်လိုက်ပါရယ်။ရှီကန်ပြည်နယ်ထဲမှာဇူလိုင်လလကုန်ပိုင်းကရေလွှမ်းမှုဖြစ်စဉ်ကြောင့်ပျက်စီးသွားတဲ့လူနေအိမ်တွေ၊စိုက်ပျိုထားတဲ့နေရာမြေတွေ၊ကျွဲနွားတရိတ်ဆန်တွေ၊ဘုံတော်ကြီးကျောင်းတွေ၊စာတင်ကျောင်းတွေ၊ဆယ်တွေ၊လမ်းတံတား ဒါရီအားလုံးရဲ့ပစ္စည်းဆုံးရှုံးမှုတန်ဖိုးဟာကြံ့ငွေ44ဘီလျံကျော်ရှိတယ်လို့ပြည်နယ်စိုးရရဲ့တည်င်းထုတ်ပြန်ရေးနဲ့မှတ်တမ်းပြုစုရေးဆက်ကော်မတီဥက္ကဋ္ဌဦးလာသိန်းကအတည်ပြုပြောပါရယ်ရခိုင်ပြည်နယ်ရဲ့အဆိုးအဆုံးသောတဘာဝဘေးအနေတစ်ခုဖြစ်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်ကြောင့်ပြည်နယ်တွင်းလူပေါင်း56ယောက်တေဆုံးပြီးတော့ဒေသခံတောင်းချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်ဒါအပြင်နေအိမ်ပေါင်း1000ကျော်စာတင်ကျောင်းပေါင်း360ကျော် ဖုန်ကြီးကြောင်း120ကျော်လမ်းပေါင်း16လမ်းတံတားပေါင်း22ဆင်းစက်ပြုံးမြေလေကပေါင်း3သိန်းကျော်နဲ့တော့သုံးရေကန်တွေလည်းရင်းနှင်းမြုပ်ပျက်စီးသွားခဲ့ပါတယ်ကရင်မျိုးသားအစည်းအရုံး KNU ကတနိုင်ငံလုံးအပြစ်ခတ်ရစဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးဖို့ဩဂတ်စ်လ14ရက်နေ့မှာပြုလုပ်ကျင်းပခဲ့တဲ့၅ချိန်မြောက်ဗဟုအမြဲတမ်းကော်မတီအရေးပေါ်အစည်းအဝေးမှာဆုံးဖြတ်ခဲ့ကြပါတယ်။ KNU ဖအံခရိုင်လိုင်းပွဲမြို့နယ်လေးဝါစခန်းမှာနှစ်ရက်ကြာပြုလုပ်ခဲ့တဲ့အရေးပေါ်အစည်းအဝေးမှာ KNU ဘဟုအမြင့်ဆုံးကော်မတီဝင်90ယောက်ထဲက44ယောက်တက်ရောက်ခဲ့ပြီးအခုလိုဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးပြောပြတာကတော့ ဆုံးဖြတ်ချက်တွေကတော့ပထမချက်အနေနဲ့ဒိုင်းအန်သာလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အစိမ့်မြင့်ကိုယ်စားလှယ်တွေနဲ့အစိုးရအဖွဲ့ကိုယ်စားလှယ်တွေကြားတနင်္ဂနွေလုံးပြစ်ခတ်ရစေးစာချုပ်ပေါ်သဘောတူညီမှုရခဲ့တာတွေကို ကျွန်တော်တို့အပြေးဝလက်ခံတယ်ဆိုတာရယ်ပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်ရှိတာကနိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆနိုင်ဖို့ဒီသဘောတူညီမှုစာချုပ်ကိုတခြားသောတိုင်းရင်းသားအဖွဲ့တွေနဲ့အတူလက်မှတ်ထိုးဖို့ဖြစ်ပါတယ်။ KNU အနေနဲ့ဘဝတူတိုင်းသားလက်နက်ကင်တော်လိုင်းရေးအဖွဲ့အစည်းတွေနဲ့တူလက်မှတ်ရေးထိုးနိုင်ရေးကိုလည်းကြိုးပမ်းသွားရင်အကြောင်းအမျိုးမျိုးကြောင့် NCA ကိုလက်မှတ်မရေးထိုးနိုင်တဲ့လက်နက်ကင်တော်လိုင်းရေးအဖွဲ့အစည်းတွေအတွက်နိုင်ငံရေးစစ်ရေးအာမခံချက်နဲ့လူမှုရေးစာနာထောက်ထားမှုအခွင့်အရေးရရှိဖို့ဝန်ရံကြိုးပမ်းသွားမယ်လို့လည်းအရေးပေါ်အစည်းအဝေးအပြီးထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ တပီလုံးပြစ်ခတ်ရစဲရေးစာချုပ်လက်မှတ်ရေးထိုးရေးမရေးထိုးရေးနဲ့ပတ်သက်ပြီးတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေကလာမယ့်ဩဂတ်စ်လ22ရက်နေ့ကနေ23ရက်နေ့အထိထိုင်းနိုင်ငံချင်းမိုင်မြို့မှာထပ်မံတွေ့ဆုံကြမှာဖြစ်ပါတယ်။တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေကတဖွဲ့ချင်းစီရဲ့သဘောထားတွေကိုတင်ပြဆွေးနွေးပြီးဘယ်အဖွဲ့ကလက်ခံနိုင်ဘယ်အဖွဲ့ပါမှလက်မှတ်ရေးထိုးမယ်စတဲ့အခြေအနေတွေကိုဆုံးဖြတ်ချက်တစ်ပါးရယူသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ရှမ်းစပေးပညာရှင်တူဖြစ်တဲ့ဆရာကြီးလုံဆိုင်ဖာကရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့မှာ ပြုလုပ်ကျင်းပခဲ့တဲ့တွေ့ဆုံပွဲနဲ့ဘုသူတဟောပြောပွဲမှာရှမ်းတမိုင်းကျောင်းနဲ့ရှမ်းစပေးတမိုင်းကျောင်းတွေကိုဟောပြောခဲ့ပါတယ်။လူငယ်တွေလေ့လာနိုင်အောင်လုံဆိုင်ဖာကသူ့ရဲ့အတွေ့အကြုံတွေကိုပြောပြခဲ့ပြီးအခမ်းအနားလုပ်တဲ့နေ့က၈လေးလုံးနဲ့လည်းတိုက်ဆိုင်သွားခဲ့ပါတယ်။ဒန်းသူအခွင့်အရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့နေ့အကြောင်းကိုလည်းပြောပြခဲ့တယ်လို့ဟောပြောပွဲတက်ရောက်ခဲ့တဲ့ဆိုင်းလေးကပြောပါတယ်။ ဟောပြောပွဲကိုလာရှိုးစာပေနဲ့ယဉ်ကျေးမှုအသင်းခမ်းမမှာဩဂုတ်လ10ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီးတက်ကတို့ကျောင်းသူကျောင်းသားတွေဆရာဆရာမတွေရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်တွေနဲ့လူမှုရေးအဖွဲ့တွေကလူ100လောက်တက်ရောက်ခဲ့ပါတယ်။ဆရာလုံးဆိုင်ဖာကစာပေအကြောင်းဆတ်စေခန်ဖာအကြောင်း1948ခုနှစ်အုပ်ချုပ်ရေးစနစ်မဆာလာခီအုပ်ချုပ်ရေးစနစ်နဲ့ရှစ်လင်းလုံးအကြောင်းစာရတွေကိုအဓိကဟောပြောသွားခဲ့တယ်လို့လည်းသိရပါတယ်။ရှမ်းတုံတုံတွေကိုလူငယ်တွေစဉ်းစားသင့်ကြောင်း ဒီကနေ့လူငယ်တွေကကိုကိုကိုစမ်းစစ်တဲ့ကြောင်းရှမ်းလူမျိုးဖြစ်ပေမဲ့ရှမ်းသမိုင်းကြောင်းမသိရှမ်းစာပေမတုံတုံရှမ်းစကားမပြောတာအာနာချက်တစ်ခုဖြစ်ကြောင်းမိမိကိုကိုအရင်ဆုံးပြုပြင်မှတိုးတက်မှဖြစ်ကြောင်းလူငယ်တွေကိုမှာကြားခဲ့ပါတယ်။လုံဆိုင်ဖာရှမ်းစာပေတိုးတက်ပြပွားရေးအတွက်စူးစမ်းတာကြောင့်ရှမ်းစာပေပညာရှင်တယောက်ဖြစ်ရှမ်းလူမျိုးတွေကအတိမတ်ပြုကြပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာဒုက္ခသည်တွေကိုပြန်လည်နေရာချထားရေးအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ဒေသအတွင်းနေရာ၅နေရာမှာနေရာချထားပေးဖို့ပြင်ဆင်စီစဉ်ထားတယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်တော်ဝဲခံကတာဝန်ရှိသူတွေကပြောပါဗျာ။ အခုအစည်းအဝေးဟာပြည်တွင်းစစ်ကြောင်းနေရက်အိုးအိမ်ကိုစွန့်ခွာထွက်ပြေးနေရပြီးထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေမှာခိုးလုံနေရတဲ့ဒုက္ခသည်တွေအတွက်သာရည်ရွယ်ထားတာပါလို့ KNU ဗိတ်တော်ဝဲခရိုင် တွဲဖက်တွင်ရင်မှုဘတူစောအဲနာကအခုလိုပြောပါတယ်ကျွန်တော်တို့ပါပါဒီစစ်ဘာမစနေဘူးကျွန်တော်တို့အဲ့ဒီပြထားတာဒုက္ခတွေပြလာမယ့်အချိန်မှာကျွန်တော်တို့နေတနေရာကပြချပေးမယ်ဆိုတာလောက်ရှိတယ် အခုပါနေရအအကျိုးသမားသာတာပေါ့နော်။နေရကကျွန်တော်တို့ကျိုးကျိုးတိသမားရတာငါနေရလို့ရှိတယ်။အစ်ကိုကတော့ကျွန်တော်တို့မပြောရသေးဘူး။အသေးစိတ်ကတကယ်စိတ်သမားကျွန်တော်တို့ရှင်းနေရမယ်။ဒုက္ခသည်တွေအတွက်စီစဉ်ထားတဲ့နေရာ၅နေရာကတော့ KNU ဘိတ်တော်ဝဲခရိုင်အတွင်းမှာရှိတဲ့ဇေဒူမြို့နယ် ထီမိုးပွာမြို့နယ်နဲ့လယ်မူလားမြို့နယ်တွေထဲမှာဖြစ်ပြီးအစည်းအဝေးအသေးစိတ်ကို KNU ဘ ഹു ဌာနကနေတဆင့်တနင်္သာရီတိုင်းဒေသကြီးအစိုးရထံကိုတင်ပြပြီးနှစ်ဖက်ဆက်လက်ဆွေးနွေးသွားရအောင်မှာဖြစ်တယ်လို့ဘဒူစောအဲနာကဆက်ပြောပါတယ်။ KNU ဘိတ်တဝဲခရိုင်နဲ့အစိုးရတို့ဟာ1998ခုနှစ်နောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ဒေသအတွင်းမှာရှိတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့နီးစပ်ရာထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတစ်ခု ဖြစ်တဲ့ထမ်းမြင့်ဒုက္ခသည်စခန်းမှာအများဆုံးခိုလုံနေထိုင်ခဲ့ရပြီးလက်ရှိအဲ့ဒီစခန်းမှာဒုက္ခသည်ဥယျ8000ကျော်ရှိတယ်လို့သိရပါတယ်တယ်လီမြစ်ပေါ်မှာတော့ရေအားလက်စစ်ထုတ်လုပ်နိုင်ဖို့အတွက်ရေကာတာ၅ခုကိုတိစောက်ဖို့တရုတ်ထိုင်းနဲ့မြန်မာဆွေရတို့သဘောတူခဲ့ကြပါတယ် ခက်ရှိလာမဲ့ဓာတ်အားတွေကိုလည်းအင်းဒီချင်းနိုင်ငံတွေကိုပဲရောင်းချသွားမှာဖြစ်ပါတယ်။ဒါကြောင့်တန်လင်းမြစ်ကိုထိန်းသိမ်းဆောက်ရှောက်ဖို့အတွက်တန်လင်းကားွယ်ထိန်းသိမ်းရေးကွန်ရက်ကနေပြီးတော့အခုလ၁၂ရက်နေ့ကမော်လမြိုင်မြို့ရာမညဟိုတယ်မှာတည်င်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။အခုကရေဘေးတွေအကြီးကျယ်ကြုံနေရတဲ့အခြေအနေရှိတယ်။ဒါကလည်းရေဘေးတွေကြုံရခြင်းရဲ့သူ့ရဲ့ နောက်ဆက်တွဲပြန်ကြည့်တော့ရေကတာကြီးရေရှမ်းပြီးတော့မှမိုးများလို့ရေရှမ်းသွားတာကြီးတွေ့ရတယ်။အဲဒီတော့ကျွန်တော်တို့အကဲဒါတန်တွေမှာဒါဒီလိုမျိုးဖြစ်မယ်ဆိုရင်တန်တွေကလည်းကျွန်တော်မုတ်တုံပိုင်းရဲ့အများကြောင့်ခံရတဲ့အခါမှာတန်တွေမှာအကဲရေကြီးရေရှမ်းမှုဖြစ်မယ်ဆိုဒီချက်အများကြီးစိုးနိုင်တယ်။ဘာကြောင့်တန်တွေမှာစောင်းမရေကတာတွေက အာရှိတောင်ဆက်မှာအကြီးဆုံးအမြင့်ဆုံးဆိုတဲ့ရေကတ္တာတွေပါတယ်ဒါဆိုရင်ဒါဟိုပြည်သူလူထုတွေပိုတိထားမိအောင်ဒီရက်ဒီသက်ခန့်တွေ DNA ကိုတည်အောင်ကျွန်တော်တို့လို့လှုပ်ဆောင်ချင်ဖြစ်တယ်ခင်ဗျာသတင်းစာရှင်းလင်းပွဲမှာတော့ရေကတ္တာတိဆောက်ဖို့အတွက်မြင်းနေရာရှင်းလင်းတဲ့အခါမှာလူခွင့်ရချိုးပါမှုတွေဖြစ်လာတာတွေလက်တလုံးမှာရေကြီးနေတဲ့အကြောင်းရေကာရာတိဆမှုကြောင့်ကရင်နီဒေတာမှာရှိတဲ့လူနည်းစုတွေပျောက်သွားနိုင်မဲ့အကြောင်းကင်းပြင်းနယ်မှာဆိုရင်လည်းတဘာဝကောင်းကျိုးတွေဆိုးကျိုးတွေခင်စားနေရတယ် တန်လျင်မြေအပိုင်းရှိဇီဝတ္တရတွေအကြောင်းနိုင်ငံရေးအရပြဿနာတွေဖြစ်လာနိုင်တဲ့အကြောင်းဆွေးနွေးတင်ပြခဲ့ကြပါတယ်ခေတ္တတွေဒီဆိုင်ကမမှမလို့ပါလို့ဆိုတော့နေရာ home ground ဘုရည်ရချင်းကတော့တစ်ချိန်လုံးကဆိုးရကရေကတာတိဆောက်မယ်လို့ပြောထားတာရှိတယ်။အဲ့ဒီလို အပေါ်ပိုင်းမှာတိဆောက်မယ်ဆိုရင် အောက်ပိုင်းမှာနေတဲ့လူတွေပင်လယ်ဝမှာနေတဲ့လူတွေဘယ်လိုထိခိုက်နိုင်မလဲ။ အခုချိန်မှာသူတို့တွေပင်လယ်ကိုမိခိုပြီးစားတောက်နေကြတယ်။ဒါတွေပြည့်စည်သွားမယ်ဆိုရင်သူတို့အတွက်အခက်အခဲမျိုးမျိုးဖြစ်လာနိုင်မယ်ဆိုတာကိုတော့သူတည်သနာ ပြုထားတာရှိတယ်လေ။မော်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာနေထိုင်သူတွေဟာတန်လွေရေကတာတိဆောက်ပါကရွှေလွှမ်းမိုးမှုအန်ရပို့ပြီးကြီးမားလာနိုင်မှာကိုလည်းဆွေးနေကြပါတယ်။ဒါကြောင့်တန်လင်းမြစ်ပေါ်မှာတိဆောက်မဲ့ရေကားတာတွေအလုံးချက်ချင်းရက်တန့်ဖို့တန်လင်းကောက်ွယ်ထိမ့်သိမ့်ကြီးကွန်ရက်ကနေအတိအလင်းသဘောထားထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။နောက်တစ်ပတ်ဒီလိုအချိန်မှာဆောင်မြော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရနာခွင့်ပြုပါခင်ဗျာ။